င်္ဂလာပါ pregnancy နဲ့ prenatal series မှာကြိုဆိုပါရယ်ဒီ back week 9မှာကျမတို့ကလေးလေးတွေကြီးထွားပေါ်လေးလာကြည့်အောင်ညီရွယ်မှာဆိုရင်ကျမတို့ကလေးလေးကစဖြစ်တည်ရွယ်လောက်ဖြစ်နေပြီပေါ့နော်ဆိုတော့ဒီချိန်မှာဆိုလို့ရှိရင်ကလေးလေးကဆဆချင်းကိုဝင်ဆောင်တဲ့ချိန်ကစပြီးပါလို့ရှိရင်အခု6ဘက်မြောက်မှာဆိုရင်ကလေးကနှစ်ဆလောက်ချီလာနေပြီလို့ပြောနေနေပေါ့နော်ကလေးလေးကသူအရင်တုန်းကဒီလိုမျိုးဆဲလုံးလေးရနေပြီတော့တဖြည်းဖြည်းနဲ့ဆဲတွေကပွားလာလိုက်တာသူကဗာလေးနဲ့တူလာဆိုဖားလေးလိုမျိုးပေါ့နော်ငါးလေးလိုမျိုးလို့ပုံစံမျိုးလေးကွက်ကွေးလေးပေါ့လို့ပုံစံမျိုးလေးဖြစ်နေပြီအာဒီကလေးလေးမှာတခုနပြောလို့ပဲ ရှိပိုင်းမှာပြောခဲ့တဲ့လက်ချောင်းချီချောင်းလေးတွေကအဆနေပြီနာနှာခေါင်းလိုမျက်လုံးပုံလိုအဲ့ဒီမျိုးပဲပေါ့နော်အဲ့နေရာမှာဖြေရမယ်အဆက်ကလေးပေါ့အလုံးလေးဖူလုံးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးစတင်ပြီးတော့မြင်ရနေပြီပေါ့နော်နောက်ခါဒီအချိန်မှာကိုယ်ပဲမြောက်ဆိုတော့အဲကျမတို့က ultrasound တွေပါသွားပြီးတော့ကြည့်ပြီးတော့ကလေးကိုဝင်ရှိမရှိသွားပြီးတော့ check up လုပ်ချင်းလဲလုပ်လို့ရနေပြီဆိုတော့ဒီအချိန်မှာကိုကတကယ်လို့မှအာ ဆရာဝန်နဲ့တွေ့ပြီးတော့ ultrasound နဲ့အာတကယ်လို့မှသွားပြီးတော့ကြည့်ရတယ်ဆိုလို့ရှိရင်ဆရာဝန်ရဲ့အချိန်မှာအာသူတို့ ultrasound နဲ့နှကလေးနှလုံးခုန်တာပေါ့နော်အဲ့ဒီဟာကိုလည်းသူတို့ပြောနိုင်နေပေါ့နော်ဆိုရဲအချိန်မှာကလေးနှလုံးခုန်တာဘယ်လောက်ရှိလဲဆက်သဖြင့်ဆရာဝန်ကပြောလိမ့်မယ်။အိုးရင်ကကလေးလေးကနှလုံးခုန်တာဘယ်လောက်ရှိပါလားဆိုတော့သိနိုင်တယ်ပေါ့နော်ပြီးတဲ့ခါမှာနောက်ခုကဒီ first or a visit မှာဆရာဝန်ကဖပီးလေးရှိလဲဆိုလို့ရှိရင်အာစစ်ဆေးမှုတွေလုပ်ဖို့ပေါ့နော်ကျမတို့ကိုယ်ဆောင်တဲ့အချိန်မှာတခြားဘာယောဂါတွေရှိတယ်လဲအာသွေးမျိုးစားဘာတွေလဲအခုကတခြားပေါ့ ပေါ့နော်ဟိုတိတဲ့နဲ့အရာတွေကိုသူတို့အနေနဲ့စစ်ဆေးလိမ့်မယ် prenatal test လို့ခေါ်ပါတော့ဆိုတော့အဲ့ဒီဟာကိုသူတို့ blood work တွေကိုသူတို့ order လုပ်လိမ့်မယ်ဟိုအမမှားလိမ့်မယ်ဆိုတော့အဲ့ဒီဟာကိုသွားပြီးတော့ကျမတို့က check up လုပ်ကြတယ်ကျွန်တော်နောက်နိုင်ငံမှာဆိုလို့ရှိရင်တော့ဒီမှာဆိုရင်တော့ကျမတို့ကတက်တက်ဒီသူ့အသွေးသွားဖောက်လို့ရတဲ့နေရာမျိုးကြီးရှိရပေါ့နော်သူတို့တစ်ခါလေးကြောက်တော့လေအဲ့ဒီမှာတစ်ခါလေးဖောက်ပေးတာမျိုးကြီးလည်းရှိရသူရ3 7ခုလောက်ဖောက်ရဆိုတော့အဲ့လိုမျိုးဖောက်ပြီးသွားလို့ရှိရင်ကျမတို့ကအဲ့ဒီအချိန်မှာကျမတို့ကအကုန်ဝေးဆောင်နေမျိုးသူကလိုအပ်တဲ့အခြေခံ lab တွေကိုလုံးဖောက်ပြီးနေပြီဖြစ်တယ်ပေါ့နော်ဒီကိုဗစ်များမှာနောက်ခုကဒီကလေးကြီးထွားမှုလည်း ပြောပြွားပြီးတခြားအချိန်ကပြပြွားတော့ပြောင်းလဲမှုတွေဘာလဲလောက်ရလဲဆိုတာလည်းပြောပြွားပြီးဆိုတော့ကိုမိဘအနေနဲ့အောင်နေနေရောဘာတွေပြောင်းလဲမှုရှိလဲဆိုတာကိုစက်ကြည့်ကြည့်အောင်နော်မိဘအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကခုနကလို့ပါပဲအရှိပိုင်းမှာပြောခဲ့သလိုပဲ symptoms တွေကဘာမှထွေထွေထူးထူးပြောင်းလဲတာမျိုးတွေတော့မရှိဘူးဒါပေမဲ့တစ်ခုက weight gain ပေါ့နော် weight တက်လာမျိုးလေးရှိရဲအရင်တော့အင်းဒီဝစာမတော်တာမျိုးလေးရှိတယ်အဲအဲ့လိုမျိုးဆိုတော့ကိုက sore စီစီတွေကပေါ့နော်ဟိုကြိုပြီးသွားတော့အာဒီကိုယ်ဝန်ဆောင်အင်းဒီလေးဝယ်ပွဲချင်းလေ ည်းဝယ်လို့ရတယ်နောက်ခုက underwear ပေါ့နော်မိမိဘတွေဝတ်တဲ့ပောက်ခတ်မောင်းမီပေါ့နော်ဒါလည်းလေ cotton ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီခါကျရင်ကျမတို့ကဟိုပေါင်းမီလက်လက်လေးတွေဝတ်တဲ့အခါမျိုးမှာအဲ့ပေါင်းမီကခြိသားမဟုတ် polyester လိုမျိုးသားနေတယ်ဆိုလို့ရှိရင်လေကျမတို့ကဟိုအဖြူပိုဆင်းမှုလည်းများတယ်နောက်တစ်ခုကရှားရက်နာမျိုးတွေလည်းဖြစ်တယ်လေဝင်လေထွက်မကောင်းဘူးပေါ့နော်အားကြောင့်မို့ကျမတို့ရဲ့ fabric ကိုကောင်းတဲ့ cotton လေးကိုပေါ့နော်အဲ့လိုမျိုးလေးကိုလည်းရွေးချယ်စီခြင်းတယ်ပေါ့ နော်ဆိုတော့ဒီဘတ်တော့ highlight ကလေးကတော့တလောက်ပါပဲကိုကတကယ်လို့မှဒီဘတ်မှာဆရာဝန်နဲ့မတွေ့ရသေးဘူးဆိုလို့ရှင်လေအဲနောက်တစ်ပတ်နှစ်ပတ်မှာဆရာဝန်နဲ့တွေ့ပြီးတော့ဒီကလေးကဒါကိုဝင်ဆောင်လားအာကိုဝင်တကယ်ရှိတာလားဘယ်နေရာမှာရှိနေတာလဲဘိုက်ထဲမှာလားပြန်တော့မှမလို့ရှင်ချအပြင်မှာရောက်နေလားဒါမှမဟုတ်ကလေးကအမွာလားတယောက်ထဲလားအာဒါယူသိနိုင်တယ်ပေါ့နော်ရာဒီချိန်မှာအာဆရာဝန်ကိုမေးစရာရှိတဲ့မေးခွန်းလေးလည်းမေးနိုင်ပါတယ်တခြားဘာတွေမေးစရာရှိလဲဆိုတော့နောက်နောက်ထပ်ဗီဒီယိုလေးထဲမှာလည်းဆက်ပြီးတော့ပြပြသွားပါမယ်နော်